မီဘူးကကြာမီဘူးလှုပ်ရှင်တာပဲလှုပ်တာဟုတ်မလားအခုဒီဒီတစ်ခုပေါ်အာရုံရပြီဆိုအဲ့တစ်ခုနဲ့ပတ်သက်တာကိုပဲလှုပ်တာကွာအဲ့လိုအရင်ကိုကိုကိုအရင်အတန်းရှင်းဖြစ်ဖို့အဲ့လိုအရင်နာမည်ရဖို့တော့တသက်ကြီးမလှုပ်ယူဖြစ်ဘူးတချို့တချို့ဆိုလို့ရှိရင်တစ်စီးတစ်ပုတ်ထွက်တယ်ဆိုရင်ဒီသချင်းပေါ်မှာအတန်းရှင်းရအောင်ဖိုင်းညာအဲ့လိုရှိမီဘူးကကြာအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုပြောမလဲအဲ့တသက်ကြီးလှုပ်ယူရတာကိုမကြိုက်တာမကြိုက်တော့ကိုစိတ်ထဲမှာရှိရတယ်ပဲလှုပ်တာအဲ့လိုမျိုး ပေါ့ရှင်လဲပေါ့ပေါ့ရှင်လဲနေငါပြောတာငါလုံးမယ်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဟုတ်မင်္ဂလာပါဟုတ်ကဲ့ဒီနေ့ဟုတ်ကျန်တဲ့မွေးလေးမှာဟုတ်ကဲ့ DJ လေးပြီးပြီးတော့အပေါင်းအားဖြစ်ပြီးရဆိုတော့ဒါပြောတယ်ဟုတ်ဒါအမရဲ့မွေးလေးမှာပေါ့နော်မိဖို့ DJ ဖွင့်ပေးတယ်ပြီးတော့တခြင်းလည်းနည်းနည်းဆိုဝင်မယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ဟုတ်တခြင်းလေးဆို ဆုံးနေကြချင်းနေပေါ့ဆုံးနေချင်းနေပေါ့အဲမီဘူးနည်းနည်းမီဘူးဆိုပြီးတော့လူသိထားတဲ့ဟာလေးပေါ့ပင်စီရို့ပြီးလို့ရှိရင်အဲနေမြေကျွေးသွားမယ်အဲ့လောက်ပါပဲအမနာနေရမီဘူးကဒီ DJ တာလုပ်တယ်ဆိုပေမဲ့အဲ့လိုမျိုးအရင်ကြီးပေါ်ပေါ်တင်တင်တော့ဟိုမနေဖြစ်ဘူးပေါ့နော်မီဘူးကဒီတိုင်းပဲကိုကိုဝါသနာပါလို့ကိုကြိုက်လို့လေးလာပြီးတော့ ကိုယ်စိတ်တိုင်းပဲရှောက်သွားတာဆိုတော့ရိုင်းကြောပေါ်ပေါ်ထင်းထင်းတော့မနေဖြစ်ဘူးတိုင်းပဲအဲကိုယ်အတိတွေအပေါင်းသင်းနေတယ်ကကိုယ်တိရဲ့လူခေါ်တဲ့လူရှင်သွားဖွင့်ပေးတယ်အဲအဲ့လိုပဲတချင်းဆိုတာဆိုလဲအဲ့လိုလာခေါ်တယ်ဆိုရင်သွားဆိုပေးတယ်အဲ့လောက်ပါပဲအဲ့ကွာဘယ်လိုတော့ဒီလမ်းကြောင်းရှောက်ဖြစ်သွားတာဒါမှဟုတ်တီးပြီးတော့ကိုယ်ကဆိုးလို့မနိုင်ဘူးဖြစ်ပါလို့ပါမြို့အမနိုင်ပြောရင်အဲ့လိုဟုတ်အရင်ကတည်းကကြိုက်တာအဲ့လိုဒီဒီဂျီဖွင့်ရတာကိုလည်းကြိုက်တယ် အဲ့ဒီအစင်ပေါ်မှာအဲ့လိုမိဘူးတချင်းဆိုတဲ့အချိန်ထက်အဲ့လို DJ ဖွင့်ပြီးတော့အဲ့လိုမျိုးကပြီးတော့အဲ့လိုရေးလာလာအဲ့လိုမျိုး on ရတာပို့ကြိုက်တာကွာအဲ့လို MC လုပ်ပြီးအဲ့လိုစင်ပေါ်မှာ stage ပေါ်မှာအဲ့လို MC ဘယ်လဲ DJ လုပ်ရတာပို့ကြိုက်တာအဲ့အဲ့လိုမိဘူးရဲ့ fee ကအဲ့လိုအမိဘူးဆိုလဲတင်းနန်းတေချာတက်ခဲ့တယ်ပြီးတော့အာမိဘူးကအဲ့လိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့မသိဒီဒီဟာဝါသနာပါကွာဝါသနာပါလို့တီးတန်းလောက်တာအဲ့လိုကြီးနာမည်ကြီးဖို့လည်းမဟုတ်ဘာမှလည်းမဟုတ်ကိုကိုကြိုက်လို့ကိုလုံနေရဆိုတဲ့ပုံစံမျိုးဖြစ်နေရပါတော့ ဟုတ်ဟုတ်သချင်းနေရော remix တွေလုပ်တာလုပ်တယ်လုပ်တယ်မြခုလုပ်တယ်ဟုတ်လုပ်တယ်ထွက်လဲထွက်တယ်အဲ့လိုမျိုးဒီဘူးသချင်းထဲမှာဆိုရင်နေမြင်ကျွေသွားမယ်ထွက်တယ်ပြီးလို့ရှိရင်ကလေးစိုးလေးလည်းထွက်ထားတယ်တခြားသူများသချင်းတွေလည်းအဲ့လို attachment ချက်လေးပေါ့နော် attachment ချက်လေးလုပ်ထားတာလေးလည်းရှိရဟိုထွက်ဖြစ်တယ်ဒါပေမဲ့မြခုကကျတော့အဲ့လို DJ အနေနဲ့ပေါ့ပေါ့တတလည်းမနေဖြစ်ဘူးဒီတိုင်းပဲကွာအဲ့လိုအဆင်ပြေတယ်လို့လေးပဲတဆင်ချင်းဆင်ချင်းရှောက်နေတာဆိုတော့တည့်ရလို့လည်းတည့်ရမတည့်ရလည်းမတည့်ဘူးပေါ့နော်ဟုတ် နှစ်ခုလုံးပေါ့နော်နှစ်ခုလုံးဆိုပေမဲ့ဒီ DJ ကတော့မိဖူးဘက်မှာအများကြီးလေ့လာရမယ့်ပိုင်းတွေရှိရပြီးတော့ကိုက DJ ဆက်လုပ်တာလည်းမကြသေးဘူးဆိုတော့ကိုတင်ယူရမယ့်ပညာတွေလည်းအများကြီးရှိသေးတော့ကိုနိုင်တဲ့လောက်လေးပေါ့နော်တဆင်ချင်းစီသွားနေရဆိုတော့ DJ ဘက်ကတော့အများကြီးအဲလိုပွဲဥထွက်ဖို့ကြတော့အများကြီးတော့လိုအပ်ပါသေးတယ်ဒါပေမဲ့လည်းဟိုဝါသနာအရတော့ကိုနိုင်တဲ့လောက်တဆင်ချင်းစီသွားနေရဆိုတော့လေဟုတ်အဲမိဖူးကဟိုလိုမျိုးတချင်းဆိုတော့ဆုံးလွှတ်လိုက်တာမဟုတ်ဘူးဒီဒီ DJ ဆိုတာကိုထက်ထက်လောက်တာပေါ့နော် တချင်းလဲဆိုရဲအခုဆိုလို့ရှိရင်ဒီအဲတချို့ပွဲတွေမှာဆိုလို့ရှိရင်ကိုယ့်တချင်းကိုမှပြင်စီရောပါလို့ဆိုလို့ရှိရင်ကိုယ့်အတောက်ကိုအတက်မချက်လောက်ထားရလေးရှိရဲအာတခါတလေအခါခွင်းတင်တဲ့အခါမျိုးကျရင်ဒီရေဖို့နေတက်လိုက်တဲ့တချင်းကောက်ဆူလိုက်တာဟုတ်ပါဘူးဗောနော်အဲဘယ်လိုပြောမလဲဒါဒီကြီးကကြောင့်နောက်ထပ်နောက်ထပ်ကိုဝါသနာပါတဲ့ဟာခြေလန်းနောက်ထပ်တစ်ခုထပ်လှမ်းတာပေါ့နော်တချင်းဆိုတာတသက်ဒီကြီးကတသက်အဲ့လိုမျိုးပါလို့မို့မိဖို့ဒီ music နဲ့ပတ်သက်ရင်ဝါသနာပါတာအာဝါသနာပါတယ်ပြီးရင် အမျိုးဒီအကွန်ပျူတာနဲ့ဒီ fruity ပေါ့နော် fruit အဲ့မျိုးတို့ဒီတချင်းတီးရဲ့လူတွေသိပါတယ်အဲ့ fruity နဲ့မျိုးတချင်းတွေပါတီးတတ်တယ်မျိုးတချင်းတွေဆိုလည်းကိုယ့်ဘက်ကိုတီးထားတာရှိရဲ့ဟိုက music နဲ့ပတ်သက်တာဝါသနာပါတာအဲ့လိုမျိုးဘယ်လိုပြောမလဲအဲ့ music နဲ့ပတ်သက်ရင်အကလေးလာလို့ရတာကိုကိုနိုင်တဲ့လောက်အကုန်လုပ်တယ်ကိုကိုလေးလာသလိုရရတဲ့လောက်အကုန်လေးလာတာကွာအဓိကတော့အဲ့လို music နဲ့ပတ်သက်တာကိုကြိုက်တာအဲ့လိုသိဘူးတချင်းတွေကိုချစ်တာလားဘယ်လိုလဲတော့မသိဘူးပေါ့နော် ဲ့လိုလုံနေရတာကိုကြိုက်တခြင်းလုံနေရတာကိုကြိုက်တာဘာမှအလုံမပြီးလေတင်းတင်းတင်းတခြင်းထိုင်တီးတယ်ထိုင်တခြင်းတီးရပြင်းလို့ရှင်အဲ DJ ဘက်ကတခြင်းတွေ playlist တွေစီးရတခြင်းတွေစီးရအဲ့လိုမျိုးအဲ့ဒါပြင်းဂီတာတီးရတနေ့တနေ့အဲ့ဒါပဲလေပတ်နေဟိုတခြားဘာမှခေါင်းထဲမှာမရှိဘူးကွာဒါပဲဒါပဲအဲထက်ကထက်ကအဲ့လိုမျိုးပေါ့နော်မိဖူးကကြာမိဖူးလှုပ်ရှင်တာပဲလှုပ်တာဟုတ်မလားအခုဒီဒီတစ်ခုပေါ်အာယုံရပြီဆိုအဲ့တစ်ခုနဲ့ပတ်သက်တာကိုပဲလှုပ်တာကွာအဲ့လိုအရင်ကိုကိုကိုအရင်အတန်းရှင်းဖြစ်ဖို့အဲ့လိုအရင်နာမည်ရဖို့တော့တသက်ကြီးမလှုပ်ယူဖြစ်ဘူး ဒီကိုကြိုက်တာတွေပဲရှောက်ပြီးရေးလုံနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဥမာတချို့တချို့ဆိုလို့ရှိရင်တစ်စီးတစ်ပုတ်ထွက်တယ်ဆိုရင်ဒီတချင်းပေါ်မှာအတန်ရှင်းရအောင်ဖိုင်းညာအဲ့လိုမျိုးရှိဒီဘက်ကျအဲ့လိုမျိုးမဟုတ်ဘူး။အဲ့လိုပြောမလဲ။အဲ့တသက်ကြီးလုံယူရတာကိုမကြိုက်တာ။မကြိုက်တော့ကိုစိတ်ထဲမှာရှိတာတွေပဲလှုပ်တာအဲ့လိုမျိုး။ပေါ့ရှင်လဲပေါ့ပေါ့ရှင်လဲနေငါပြောတာငါလုံးမယ်အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်။ ကိုစိတ်တယ်ဥမာသချင်းတစ်ပုတ်ဆိုရင်တော့မှသူများကြိုက်ရှင်ကြိုက်မကြိုက်ရှင်နေမိဘကကြောသချင်းတစ်ပုတ်ပေါ်မှာဘလို့ခံယူရလဲဆိုတော့ကိုအရင်ဆုံးကြိုက်ဖို့ပဲအဲအဲ့လိုမျိုးခံယူလိုက်တဲ့လူဖြစ်နေခါကြတော့ဘလို့ပြောရမလဲအဲတခြားတခြားသူရဲ့အကြိုက်နေမကိုက်ညီတာမျိုးရှိရပါတော့တယောက်နဲ့တယောက်ကြတော့အကြိုက်ချင်းရလဲမလို့တဲ့ခါကြတော့လေအဲ့လိုမျိုးဖြစ်တာပါဟုတ်ခုနောက်ပိုင်းကတော့ပုံမှန်ဆိုရင်လည်းအချင်းအေးတွေပဲနားထောင်ရတာကြိုက်တယ်ကိုလည်းအဲ့လိုအဲ့လိုပဲစိုးကျင်တာဆိုတော့သိရမလားအဲဒါပေမဲ့အလကားတွေဘာမှရှိလဲတဲကွယ်လို့ဟုတ် တော့ပိုကြိုက်တယ်ဟုတ်ဟုတ်ကဲ့ဟုတ်အာတင်းအဲ့ဒီလိုမျိုးဇဝင်တေးဆိုချင်တာတော့မိဖူးရဲ့အိမ်မက်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုကိုချင်းအနေနဲ့သူတို့အကြိုက်နေမကိုက်ညီသေးလို့ဖြစ်ပါလိမ့်မယ်တသက်ကြီးတော့လာအပ်တာမျိုးတော့မရှိသေးပါဟုတ်တကယ်လို့လုတ်ခွင့်ရအောင်ဟုတ်လုတ်ချင်ပါလေအဲ့ဒါတော့အဲ့ကြောအဲ့ကြောမိဘကဘဝရဲ့လေအဲ့လိုပြောဘယ်လိုပြောမလဲအမှတ်တရတစ်ခုအနေနဲ့ကြံခဲ့ခြင်းတဲ့အရာတွေပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေပါဟုတ် လူတွေကကြောင့်တယောက်တစ်ယောက်အကြိုက်မှုတဲ့ခါကျတော့ဥပမာမိဖူးဆိုတာကိုသဘောကျလို့အဲမိဖူးဆိုတာကိုလက်ခံလို့မိဖူးရေးတဲ့ပုံစံလေးသဘောကျလို့လက်အပ်တယ်ဆိုလို့ရှိရင်တော့မိမိဖူးကပို့ပြီးတော့တည့်ရမလားပို့ပြောမှာပေါ့နော်ပို့ပြောဝဲကန်းဖြစ်မှာဆိုတော့လေမျောလင့်နေပါတယ်ဟုတ်မိဖူးနောက်ထပ်လည်းတခြင်းအမျိုးလေးလည်းဆိုဖို့လည်းရှိရဲအမ်အရင်ကဆိုနေချက်ချင်းပုံစံလေးလည်းဆိုဖို့ရှိရပါတော့ပြီးတော့ DJ ဘိုင်းမှာဆိုလို့ရှိရင်လည်းလူကတစင်ချင်းချင်းလေးလာနေရဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့တော့ မျက်စိရှိမှမြင်ရမှာရရှိမှာပါဟုတ်ဟုတ်ကျေးဇူးများတင်ပါတယ်